အားလုံးပဲမင်္ဂလာဗျ Mr. Bin Channel လေးကနေပြန်လဲကြိုဆိုလိုက်ပါတယ်ဒီနေ့မှာတော့ကျွန်တော်တို့ဒါတီးဆောင်ပဲဟင်းချက်တော့မှာဖြစ်ပါတယ်ဟဲ့အဲ့တော့တီးဆောင်ပဲဟင်းဘယ်လိုချက်မလဲဆိုတာကိုဗီဒီယိုလေးမှာဆက်ပြီးကြည့်လိုက်မယ်ပထမဆုံးတီးဆောင်ပဲဟင်းချက်ဖို့အတွက်ကျွန်တော်တို့လိုအပ်တာကတော့ပဲဖြစ်ပါတယ်အလကားစားတော့ပါ ဒါကလပ်ဘဲဖြစ်ဖြစ်ဒီပဲနီဖြစ်ဖြစ်ပေါ့လေနော်ရတယ်ပေါ့နော်ကျွန်တော်တို့ကပဲနီလို့ပဲခေါ်တယ်ဒီကောင်ဘာပဲလဲတော့မသိဘူးအစစ်တေးတေးလေးကလပ်ဘဲမဟုတ်တာတော့တင်ချတယ်အဲ့ဒီကောင်ကိုရေထဲမှာပြုတ်လိုက်မယ်ပြုတ်ထားပြီးလို့ရှိရင်ထဲမဲ့တီးရတော့ကိုစိတ်ကြိုက်ကိုထဲပေါ့နော်ယုံတေးတီးပါမယ်ဥနီပါမယ်ခရန်တီးပါမယ်ချက်တုံတီးပါမယ်အာလူငရုတ်တီး6ပေါ့ဒါကျွန်တော်ခေါင်းမဲဖြတ်တာပါတကယ်တော့ဒါအရင်မလိရဘူးတဲ့အဲ့ဆိုအစီးရထွက်လို့ရအဲ့ကျွန်တော်ဘာရင်လီးမလဲဆိုတော့ မယုံတီးချောက်ရင်လီးရပါတော့စိတ်ထဲရှိရရင်လီးပါနော်လီးချင်တာလီးလို့ရတယ်အတိကတော့ပိုင်းပိုင်းဖြစ်တော့ဖို့ပဲလို့ပဲပေါ့နော်ကျွန်တော်တော့ဥနီလီးရထုံးစံတိုင်းခုတ်တယ်ထစ်တယ်ပိုင်းနေဖြတ်တယ်ပေါ့ဗျာအာပဲပဲပြုတ်တာဒါလီးရတော့ဗီဒီယိုမှာကြည့်နေလိုက်ပါနော်ကျွန်တော်ပဲပြုတ်တာကိုပြောမယ်ပဲပြုတ်တာကလေဒီကျွန်တော်ကျွန်တော်ပြုတ်တဲ့ပဲတိတ်တိတ်လေးဆိုလို့ရှင်တော့ခဏလေးပြုတ်ရင်ရတယ်ပေါ့နော် မိတ်ဆွေတို့ကတကယ်လို့ကလပဲပြုတ်မယ်ဆိုတော့ထုံးစံတိုင်းတည့်ရတိုင်းပဲကလပဲကိုဒီတိုင်းတော့ပြုတ်ရင်ကြားတယ်ပေါ့နော်ရေနေနဲ့စိန်ပြီးတော့ပြုတ်မဟုတ်လို့ရှင်လဲအာနည်းနည်းကြကြလေးပြုတ်ပေးပေါ့နော်နူးရောင်ပြုတ်ပေးပေါ့အရင်ကြီးမနူးရင်လည်းရပါတယ်ချက်ရင်လည်းပြန်ပြုတ်လို့ပဲဖြစ်မှာဆိုတော့လေအရင်ပြုတ်ပေးရတော့ပေါ့နော်ဘာဖြစ်လို့ဆိုတော့အတီးရွက်တရားကြက်တာမြန်တယ်ပေးရကြကြက်တာကြားလေဒါခရန်တရားဝယ်လာတော့ကအကောင်းပဲအာပိုင်းလိုက်တဲ့ခါကျမှအပုပ်ဖြစ်နေအဲ့လိုပဲပေါ့နော်ရေးသားရွေးရင်လည်းအဲ့လိုပဲဖြစ်တတ်တယ် အဲ့တော့ကျွန်တော်ရုံးပတေတီကိုနောက်ဆုံးမှလေးရေဘာလို့ဆိုတော့သူ့မှာအာအချွဲချွဲလေးပါတယ်ပေါ့နော် ပြင်ချက်တွန်နေလေးမယ်ချက်တွန်နေကကျွန်တော်ခဏစီတက်တဲ့နေရာမှာတုံးဖို့ပေါ့နော်ပြီးဆိုတော့ဘဲပြုတ်ပြီးလို့ရှင်ဆယ်ထားလိုက်ပေါ့နော်ပြင်အိုးအပူပေးပြီးစီတဲ့စီပူလိုက်ဆိုလို့ရှင်တော့ခဏငရုတ်တီအချောက်တောင်းရဲချက်တွန်နေတောင်းရဲစီနေနေတက်ပြီးအပွားစနုံးလေးထည့်ပေါ့နော်စနုံးကျွန်တော်တော့ဇုံဖြားလေးနဲ့နည်းနည်းတော့ပဲထည့်လိုက်တယ် ထည့်ပြီးရင်ခုနပိုင်းထားတဲ့အရွက်တွေလီးထားတဲ့အရွက်တွေပေါ့နော်အဲ့ကောင်တွေတခါလေးထည့်လိုက်မှထည့်ပြီးလို့ရှိရင်ကျွန်တော်ရေထည့်ပြီးမှအာဘဲပြုတ်ထားတဲ့ဟာလေးပါတခါလေးထည့်မှပြုတ်ခြင်းလည်းပြုတ်ပါလေကျွန်တော်ဘဲရတော့နည်းနည်းကြက်သွားပြီပေါ့နော်အဲ့တော့အဲ့ကောင်အရွက်လေးနည်းနည်းကြက်ပြီဆိုလို့ရှိရင်ဘဲကျွန်တော်ဘဲကဒါကြက်မြန်လို့ပေါ့နော်ကျွန်တော်နောက်နည်းနည်းကြာမှပဲထည့်တယ်မိတ်ဆွေတို့တော့တခါလေးထည့်ရင်လည်းထည့်လို့ရပါတယ်အတိကတော့အာဘဲကိုဒါအကြီးမပြော့တော့သေးဘူးပေါ့နော် ဟိုစံပြုတ်လို့ဖြစ်တော့မှဆိုလို့ရေကတော့ကျွန်တော်အရေတောက်ကျင်တဲ့လူကရေများထဲပေါ့နော်အရေမတောက်ကျင်တဲ့လူဆိုလို့ရှင်တော့ပြစ်ပြစ်ကလေးစားကျင်လို့ဆိုတော့လည်းပြစ်ပြစ်ကလေးပြုတ်ပေါ့ဒါဆိုတော့ရပြီပေါ့နော်ဒါတီးဆောင်ပဲဟင်းပေါ့အရန်လွယ်တယ်ညံလဲညံတယ်ကဲဒါပါပဲတီးဆောင်ပဲဟင်းပါခက်တာမှလို့ဒါကျွန်တော်တော့စားယူပေါ့နော်မိတ်ဆွေတော့ကိုယ့်အကိုချက်စားကြပါ